ဒါမဲ့တခုတော့ရှိတာကဘာလဲဆိုတော့ဟိုသူတို့ဆိုတဲ့သူတို့ရဲ့ခံစားချက်နဲ့တို့များဆိုခဲ့တဲ့ခံစားချက်ကအယံกว่า ဲ့ဒါကဒုနဲ့မဆိုင်ဘူးလေသူကဆိုပဲဆိုလဲသူလေတချင်းရေးတဲ့လူနဲ့ပဲဆိုင်တယ်အမှန်တော့မဟုတ်ဘူးသမီးမနာမထားပါဘူးဒီပေါ်မှာဘာလဲဆိုတော့ဒါခံယူချက်ပဲလေတို့တချင်းဆဆိုတဲ့အချိန်မှာလေကျွန်တော်တချင်းဆိုခြင်းပါတယ်လို့အခါမှမပြောခဲ့ဘူးမဟာဂီတကတို့မြန်မာလူမျိုးတယောက်ဗမာတယောက်အနေနဲ့မဟာဂီတဆိုတာကတိကိုသိရမယ် အရာတစ်ခုခန်းစားချက်ကပြောရင်တော့ဝန်တာတာပေါ့နော်ဘာလို့ဘလို့ကြောင်းဝန်တာလဲဆိုတော့ဒီမှာဟိုတော့ငငယ်တော့အတူတူဆိုခဲ့ကြတဲ့ဆိုတော့ဒီပြန်တွေ့တယ်နောက်ကိုယ့်ရဲ့တက်အားဖြင့်ရောဝါအားဖြင့်ရောကြီးတဲ့အဆိုရှင်တွေအတိပညာရှင်တွေအရေးပညာရှင်တွေဒါတွေပြန်တွေ့ရတယ်ဆိုတော့အန်တန်ဝန်တာ တစ်နှစ်မှတစ်ခါလောက်ပဲပြန်တွေ့တာလေတက်တရားကြီးလာတော့ဘုံလုံးအလိုဆိုတာမတွေ့နိုင်တော့အဲ့တော့အခုလိုဘွဲမျိုးကိုတစ်နှစ်မှတစ်ခါတွေ့လေအံတန်ဝန်းတာတော့မင်္ဂလာတရားတော်နဲ့လည်းအညီပေါ့ဆိုတော့အံတန်ကြက်တည်ရှိအန်ဒီမာကတွေ့တာအတူတူဆိုခဲ့တဲ့သူဆိုရင်တော့အမမော့ဂျက်ပေါ့နော်အာဂျော့ဂျ်ဝင်းခေါ်ပြန်ချင်လို့ရင်ဝင်ဒါမွားကြွေးဆိုလို့ရှိရင်ဒါကသူကဒီမှာ တန်ရောနောက်တိုင်းတန်ဟိုပေါ့ခစ်ပေါ်တန်ပြန်ရောရုပ်ရှင်ပချင်းရောဆိုခဲ့ရတာဆိုတော့တို့เนี่ยအတူတူဆိုခဲ့ရတယ်เนาะတာမောက်ကျွေးတွေ့တယ်ဟောမီမီလေးတွေ့တယ်ဟိုမှာဆိုမောအေးဆိုတွေ့တယ်ဒါမောအေးတို့ဟောမီလေးတို့ဆိုရင်မိသားလူတွေမောကိုကိုဝိုင်းမှာဒါမိသားစုလိုပဲတော့ကိုတက်လေအသက်ရွယ်ပြန်ဝါလဲကြီးတယ်အသက်လည်းကြီးတယ်တနေ့မှတစ်ခါတော့ပြန်ပြီးတော့ဒီမိုင်းနဲ့ပြေတော့ဘူးဝန်းတာ အပြန်ဆိုရဲအားတော့ဖွင့်လင်းပြောရင်တော့သူတို့ကတော့ဟိုသူတို့ရဲ့ platform တစ်ခုကိုယူတဲ့အနေနဲ့ဆိုတော့เนาะဆိုတယ်ဆိုတော့ဆိုပါဆိုလို့ရပါတယ်เนาะဘာဖြစ်နှစ်သက်လို့ဆိုတယ်เนาะ platform တစ်ခုကိုလိုချင်လို့ဆိုတယ်လို့ယူဆပါတယ်ရပါတယ်အဲဒါမဲ့တကူတော့ရှိတာကဘာလဲဆိုတော့ဟိုသူတို့ဆိုတဲ့သူတို့ရဲ့ခံစားချက်နဲ့တို့များဆိုခဲ့တဲ့ခံစားချက်ကအယံกว่า ွာတယ်ဆိုတော့ဟိုရုပ်ရှင်အတွက်ဆိုရတာလေရုပ်ရှင်အတွက်ဆိုရတယ်ဆိုတော့ခန်းစားချက်တွေကဒါရိုက်တာရဲ့တချင်းရေးဆရာဒီဆရာနှစ်ဦးရဲ့ညွန်ကြားချက်နဲ့ဆိုတော့ပို့ပြီးတော့အသက်ဝင်တော့ဒီနောက်ပိုင်းဆိုတဲ့ကလေးတွေကသူကဒီတချင်းကိုသဘောကျပြီးတော့ဆိုတာဟာတိတ်กว่าလားအများกว่าလား ဂျိုက်ခွင်းရဲ့အနေထားကိုပြောပြတယ်မင်းသမီးပုံစံပြောပြတယ်မင်းသားပုံစံပြောပြတယ်မင်းသမီးစိတ်ထားမင်းသားစိတ်ထားတွေပြောပြအဲ့တော့ပြောပြလို့ရှိရင်အဲ့မှာဒါဆိုတဲ့လူကသဘောပေါက်မမတရားဆိုတာတွေကတော့ဟိုပြောရင်တော့ထိုးစံတိုင်းမှားတာတွေရှိတယ်နော်အဲမှားတာတွေကိုပဲမှန်အောင်ကြိုးစားရတယ်ပို့ပြီးတော့ producer တွေ director တွေ music director တွေရဲ့ အားပေးမှုယုံကြည်ကိုးစားမှုကိုရအောင်လို့ကြိုးစားရတဲ့ဟာတွေကဒါမှတ်တမ်းနေပဲနော်တပုတ်ဆိုခဲ့လဲတပုတ်မှတ်တမ်းဖြစ်တယ်အပေါ်ပေါင်းများစွာဆိုရင်အပေါ်ပေါင်းများစွာဖြစ်တယ်လို့ရုပ်ရှင်ပေါင်းများစွာဆိုရင်ရုပ်ရှင်ပေါင်းများစွာဖြစ်ခဲ့တာနော်အဲ68ခုနှစ်ကနေစခဲ့တဲ့ဟာဆိုတော့တို့ကဒါမှမဟုတ်68ခုနှစ်ကနေပြီးတော့1989ခုနှစ်လောက်ကြီးကတော့တရားဝင်ရုပ်ရှင်သင်းတွေရှိုးခဲ့တယ်အဲ့ဒီနောက်ပိုင်းတို့ဒီ ရုပ်ရှင်တခြင်းလောကကိုထွက်လိုက်မဆိုတော့နေမှာတောင်းနေတယ်နေမှာနေပြီးတော့မှ1980 80 81လောက်မှာရန်ကုန်ပြန်လာပြီးမဲ့ဒီနယ်ထဲကိုဝင်တော့ဝင်မဲ့နဲ့ကိုအခြားသမွေဝန်ကြောင့်တခုနဲ့ပဲနေရနေမဲ့ဟိုဆရာကြီးကပြန်ပြီးတော့ပြန်လာခေါ်တယ်ခေါ်ပြီးတော့ဆုတ်ခိုင်းတော့ဗောလေဒါပေမဲ့တို့ကအဲ့ထဲကိုကျွန်တော်ပြန်ရောက်ပြီးကျွန်တော်ဆုံမယ်ဆိုတဲ့ပုံစံနဲ့တော့တို့ပြန်မလာတော့ အမှန်တော့မဟုတ်ဘူးသမီးမနာမထားပါဘူးဒီပေါ်မှာဘာလဲဆိုတော့ဒါခံယူချက်ပဲလို့တို့တချင်းဆဆိုတဲ့အချိန်မှာလဲကျွန်တော်တချင်းဆိုခြင်းပါတယ်လို့အခါမှမပြောခဲ့ဘူးတို့ Iwan Channel မှာပဲဆိုနေတယ် Iwan Channel မှာကဟိုးတော့က Iwan ကနှစ်စဉ်နှစ်တိုင်းတကြံဆိုရင်တကြံချင်းတွင်နေရှိတယ်ဒါတို့မှ Iwan တင်နေတာတော့ဒီနေရာဒီရုပ်ရှင်ရဲ့တကြံရုပ်ရှင်နဲ့ပတ်သက်တဲ့တကြံချင်းတို့ ။တချမ်းချင်းတက်တက်တို့ကသူ့ကလေးဘွားတွေကရင်ထဲအသေးထဲမှာရှိခဲ့တာ။တော့အဲ့အချိန်မှာဆိုရင်တို့ဟိုဟာပေါ့ဝိုင်းဆူပေါ့ကောရရှိပါရင်ကြတော့အဲ့အချိန်အောင်ကောရက်ပေါ့ကိုလည်းဘာမှမဟုတ်သေးတာကောရက်ဆိုဝင်းဆူတာပေါ့နော်အဓိကကတေးကြီးတာတန်စင်တီးသွားတွေကအရင်ကြီးတယ်။နောက်မြန်မာသချင်းဆိုမယ်ဆိုလဲမဟာဂီတာ မဟာဂီတကတို့မြန်မာလူမျိုးတယောက်ဗမာတယောက်အနေနဲ့မဟာဂီတဆိုတာကတိကိုသိရမယ်ဘုရားတခုတိကိုသိတဲ့ခုနီးတူပဲနောက်တိုင်းတန်စင်ပြီးသွားစီရတယ်ခေါင်းထဲမှာမလစ်လာရင်ဒါနေရခေါင်းထဲမှာဆွဲနေအောင်မှတ်ထားအခုကလူငယ်တွေတော့ပါတယ်နော်သူတို့ကိုယ်တိုင်ကတာတီးတယ်အချင်းကြီးရေးလာတော့တယ်ဟုတ်ကဲ့အမေ တို့ဒီဘက်ပိုင်းကမြမတန်စင်ဆိုပြောနေတယ်။ဘယ်ပြောမှုရှိအောင်လေခုနတို့ပြောနေတမီးတို့ကြားဘူးပါနော်။မြမဆိုတာကတို့လူမျိုးစုပေါင်းအားလုံးစုပေါင်းပြီးထားတဲ့ခေါ်ဝေါ်တစ်ခုတိုင်းပြည်တစ်ခုပေါ့။ဘာဘမာဆိုရင်ဘမာတန်စင်ပဲဘမာစာနဲ့ရေးတဲ့တစ်ချင်း။ကရင်ဆိုရင်ကချင်တန်စင်နဲ့ကချင်မျိုးစင်က ပြီးတဲ့တချင်းကချင်လူမျိုးရေးဆက်တဲ့တချင်းဒါကချင်တချင်းအဲ့တော့တို့လူမျိုးပေါင်းစုတချင်းနေရှိတာเนาะအဲ့ဓာတွေအားလုံးစုပေါင်းရင်တော့ဒါကမြန်မာသားစဉ်မြန်မာတေးသားတွေဟောဒါကဒါရိုက်တာကိုစုံမဒါသူ့ရဲ့ကြိုးစားအားထုတ်သူ့တငယ်ချင်းရဲ့ဝတ္ထုကိုသူ့တငယ်ချင်းရဲ့တောင်းဆိုရဲ့သူရိုက်ပေးတာအဲ့သူ့တငယ်ချင်းအဲ့ဒီဝတ္ထုလေးတစ်ပုဒ်ပဲလေးတာအဲကွယ်လွန်သွားရှာပါတယ် မောင်ငယ်သွေးနဲ့တူပါတူတယ်လေဆိုတော့ဒီဝတ္ထုလေးကိုသူကရွတ်ရှင်ရိုက်ချင်တော့တို့နေတဲ့မဟာမိုင်းအီဝမ်ချန်နယ်ကိုအဲ့ကိုဆုံးမိုးရဲ့အကိုကိုယူစင်ဟာယူလာယူလာပြီးတော့မတော်ဝင်ရောက်အဲ့ဒီဝတ္ထုလေးမဖတ်အဆုံးမိုးကမင်းကိုဖတ်ခိုင်းလိုက်တယ်ငါအချိန်တစ်ပတ်ပြေးမယ်တစ်ပတ်ပြေးတဲ့နေ့ပြန်လာမယ်အဲ့တော့ဝတ္ထုလေးကပါပါလေးပါဩ ကိုစိုးမောကဖတ်ခိုင်းနေဆိုတော့အဲ့တော့ဒူဒီဒီပေါက်တယ်ဒါပေမဲ့ပေါပေါလေးဆိုတော့ကျောင်းအားရဖတ်လိုက်တာတည့်ရတဲ့ပဲဒီဒီကတပတ်ပြည့်တော့လာတယ်ဆိုဘလူးလဲတယ်ဒါ fine romance ပဲလို့ပါပြည့်လို့လဲလို့ရုပ်ရှင်ရိုက်မှုလေအော်ရိုက်ပေါ်လို့ဒါဒါပေမဲ့တခုတော့ရှိတော့တက်တူမှာဖြစ်လို့ဖြစ်တာမရှိတဲ့ခဆန်းဆန်းဖြစ်ပြက်ကလေးကိုသူကစိတ်ကူးရင်ပြီးတော့ရေးထားတဲ့ဟာ ဖိုင်ရိုမန်ဆိုတာရိုက်ပါဘူးဘာဖြစ်လို့ဟုတ်ပါတယ်မင်းဆိုပြရမှာတော့အော်အဲ့ဒါအားတယ်မင်းအဆွေမင်းကိုချစ်ဆွေစားနေရချစ်ဆွေတို့ဆရာတိလားတိတယ်အေးအဲ့ဒီကြံလာခဲ့တယ်ဆိုပြီးချိန်လိုက်ပြီးတော့အဲ့ဒီဆရာစားနေရချစ်ဆွေအိမ်မှာကိုဆိုးမိုးကစောင့်တချင်းတိုက်တချင်းကိုကြိုပြိုက်တယ်ဆစ်နိုစစ်ကိုဆိုတဲ့လူကိုကြိုပြေးတယ်ဒါကြားဆိုရင်တော့တခါမှမရှိဘူး ဒီလိုအဆိုသမားတယောက်ကို hypnosis ပြရတာစိတ်ထည့်ပြီးတော့သူကိုနိုင်ကလည်းအဲ့ဒီနေ့မှာတည်တည်ချာချာနားထောင်တယ်။တချင်းသွင်းတဲ့နေ့မှာလည်းအဲ့တိုင်မမင်းရအောင်ဆူပြရမယ်နော်တဲ့။ဆူမောစိတ်ချပါလို့စိတ်ကြိုက်ဖြစ်အောင်ကျွန်တော်ဆူပြရမယ်။ဆိုတော့အဲ့တပုတ်ပဲတချင်းကြိုတိုက်တယ်။တကယ်သွင်းတဲ့နေ့မှာသုံးပုတ်ရှိပါတယ်။ဒါပေမဲ့အဲ့မှာနည်းနည်းထူးဆန်းတဲ့အတွေ့အကြုံဒီတချင်းပကံလားတချင်းတည်းရဲ့ချစ်သူတယောက်ရှိခဲ့ဘူးတည်။ အဲ့ဒါကဒုနဲ့မဆိုင်ဘူးလေတို့ကဆိုပဲဆိုတဲ့လူတွေတချင်းရတဲ့လူနဲ့ပဲဆိုင်တယ်တို့ခွင်တောင်းစရာမလိုဘူးဒါပေမဲ့နောက်ခွင်တောင်းတဲ့လူတွေရှိပါတယ်ဟိုလေးစားပါတယ်တို့တို့တို့ကလည်းတလေးစားနဲ့လာပြီးတော့ပုပ်လေးလို့ဒါကတို့ရှိတာမဟုတ်ဘူးတို့ကဆိုမဲဆိုတော့တို့မဆိုင်ဘူးရေးတဲ့လူနဲ့ပဲဆိုင်တယ်ရေးတဲ့လူမှာခွင်တောင်းအောင်အားလို့ဆိုတော့မဟုတ်ပါဘူးတဲ့နော်အခုဆိုတာကိုသဘောကျလို့ဟိုလာပြီးတော့အရင်ခွင်တောင်းတော့ဒါကျေးဇူးတင်တယ် လေးစားပါတယ်လို့ဆိုတော့ဒါမျိုးနဲ့ပတ်သက်လို့တို့ကလည်းအဲ့လိုပဲခွင့်တောင်းဘူးတယ်ဆိုကြပါစို့တေလီငှက်ရရဆရာမောင်ဆွေတင့်ရေးတယ်မင်းသားကြီးဘုန်းကြီးဆိုတန်ငယ်ငယ်တွေကတိတ်ကြိုက်တာချစ်တော်သူတောင်ပြောတပြားထွက်လာတော့ပူကြိုက်တယ်လေပြေသာရှင်မောင်ထွန်းမင်းကတဘောလောက်ကိုဆုပ်ပေးပါတဲ့သူ့ဝိုင်းကျော်ဆိုတော့ဒေသရှင်ဆူဆူရလာရတယ်ဆိုတော့တေလီငှက်သိသူပေါ်ကြတယ်တို့ကဟာနဲ့ 哦，啊，三分不，三分不，这么也赚到。啊，所以这种哎，这里也算了，压了就压了。不算是多，不算真是多比的嘛。都啊，母婴，都个偏母婴的多啦。闽南语说他的沙滩么好，他们顶么高。恁那爸爸里边十六里，漂亮里边，哎，他有多，你妈在我店里说来的，说了。 တပြားရပါတယ်ဒီကုန်ရဲ့တူတာတပြားရတို့ထင်ထားဦးပြီဟောဆိုသူ့တိုင်းဆိုတာမဟုတ်ဘူးဒါမျိုး melody ရတော့ဒီတိုင်းပဲဒါအဲ့တော့တို့ကအကူလှထွက်စီမှာသွားပြီးတော့ခွင့်တောင်းတယ်မင်းတယောက်ပဲငါ့ကိုကြူပြီးခွင့်တောင်းတယ်ဘယ်ကောင်းမှငါ့ကိုတခါမှကြူပြီးခွင့်တောင်းတယ်သူတို့လှုပ်ပြီးတော့မှအဆွေပါညာနဲ့လာပြောဆိုကိုအသိစိတ်ဆိုဒီလိုပဲလှုပ်ရမယ်လေတဲ့တမှန်နေတဲ့အဲ့လိုပြောတယ် တော့ဒါလုတ်တဲ့ကိစ္စလေဒုတ်တဲ့ခဲ့လူကိုဦးစားပေးပြောဆိုတော့ခုနကလေးဟိုလူငယ်တယောက်ကလာပြီးခွင့်တော်လို့ဆိုတော့ဝန်သားလေလေဒါဒါပေမဲ့သူ့အမှန်တရားပြောတာတချင်းကြီးတဲ့လူရှိတာခွင့်တော်အစိုးသမားခွင့်တော်စရာမလိုဘူးလို့ကျွန်တော်ပြောတာလေတော်တော်လေးလေးရှည်သွားပြီအဲ့တော့ဘလူပဲဖြစ်ဖြစ်ပါ့မလို့ကျွန်တော်အခုချိန်ဒီအပီစေအပီမြဖြစ်တဲ့နော်လေ အားပေးတဲ့လူငယ်တွေအားလုံးအားလုံးကိုကျေးဇူးတင်ပါတယ်